မင်းကုန်းရဲ့မျက်ရည်စကိုင်းရဲ့တက်ပြင်းစကိုင်းမင်းကုန်းလမ်းမှာပါရီဖြစ်ခဲ့လေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် တိခိကနိုင်ဝဘဲကြပါရယ်မြန်မာပြည်ရဲ့သာသနာ့သမိုင်းမှာအင်မတန်အရေးပါတဲ့နေရာနှစ်ခုကိုဆက်သွယ်ထားတဲ့လန်တလန်မှာတစ်ဖက်မှာကျောင်းမောင်များစွာနဲ့သာသနာခံတပ်မျိုးစကိုင်းနောက်တစ်ဖက်မှာကမ္ဘာအကြီးဆုံးခေါလုံနဲ့ဖျားသမိုင်းဝင်မင်းကွန်းကြာပြီမယ်ဒီအရေးပါတဲ့73မိုင်လမ်းမိုင်းလေးဟာအခုချိန်မှာတော့သာသနာ့အမွေနဲ့တွေကိုဘယ်သူမှမတွားရောက်နိုင်အောင်ပိတ်ဆို့ခံထားရတဲ့လမ်းငလျင်တန်းကြောင့်ပျက်စီးနေတဲ့ဇေဒီတွေကိုပြုပြင်ခွင့်မရအောင်ပိတ်ဆို့ထားတဲ့လမ်းဖြစ်နေပါတယ် ဒီလမ်းမှာဘသူတွေကဘလို့ခက်ခဲတွေဖန်တီးခဲ့ရလဲသာသနာမြေကိုပြတ်မှတ်ထားပြီးဘလို့ပြူဟာတွေတုံးခဲ့လဲအခုလမ်းပြောင်းပွင့်ပြီဆိုရင်တော့ဘာကြောင့်ပြည်သူတွေကစိတ်မအေးနိုင်သေးရလဲဒီနေ့ YouTube ဗီဒီယိုမှာနိုင်ဝက်ခီးနဲ့အလံဝေးသွားတဲ့စကိုင်းမင်းကလန်ရဲ့မမီရတဲ့ဇလန်အမှန်ကိုဖွင့်ချပြပြပေးသွားမှာပါနောက်ဆက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရစေစကိုင်းမင်းကနိုင်ဝက်ခီးတို့တော်အလံမနီဒီကောင်းစင်လေးနဲ့ရေးသားခဲ့မှုတဲ့ဆောင်းမတစ်ပုဒ်ကိုတင်တို့ရေကတချို့ဖတ်မိမှတ်မိကြအောင်မေထမ်းပါရစေ အဲဒီတော့ကဒီလန်းလေးကပေးခဲ့တဲ့အကျိုးတရားတွေတမိုင်းကြောင့်တွေအလူအတန်းနဲ့တာတနာအမွေနှစ်တွေအကြောင်းပြပြခဲ့တာပါအခုဒီအကြောင်းကိုပဲနှွေးရင်းနဲ့ဒီလန်းမှာလက်ရှိဘာတွေဖြစ်ပျက်နေရဆိုတာကိုဖွင့်ချပြပြပေးကြပါမယ်မယ်လီရဲ့တပတ်ကမှရှိတဲ့စကိုင်းနဲ့မင်းကိုဆိုတာဘလောက်ဝေးလို့လဲဆိုရင်73မိုင်လောက်ပဲရှိတာပါ။ကားနဲ့ဆိုနိုင်ဝက်တောင်မကြပါဘူး။ဒါပေမဲ့ဒီလန်းလေးဟာလမ်းတို့တလောက်တမိုင်းအမွေနှစ်တွေဖျားရီဇီဒီတွေနဲ့ကြည်နေရပါ။ကဘာတတိယအကြီးဆုံးမင်းကိုခေါလောင်တော်ကြီး ညသိနေစီရီဘိုးတော်ဖျားတည်ခဲ့တဲ့ပထိုးတော်ကြီးတွေဒါရီအားလုံးကဒီလမ်းမှာရှိနေရပါခရီးသွားတိုင်းမဖြစ်မနေသွားကြတဲ့နေရာတွေပါစကိုင်းဆိုရလဲတာသနာခံတံမျိုးလိုတော်မှာပြောလို့ရပါတယ်ကြောင်းဆိုရဲစာတင်တိုင်းတွေမှာတန်ဃာတွေတိလရှင်တွေအေးချမ်းစွာနေထိုင်တည်ရင်တုံးရင်တရားကျင့်ကြံခဲ့ကြတာပါဒုတိယကဘာစစ်လို့စစ်ပေးဆောင်တော်ကတော့စကိုင်းမျိုးကကြောင်းတွေဟာခေါလုံးရဖြစ်ခဲ့ဘူးပါတယ် ီလိုမျိုးအေဂျင့်နဲ့တာသနာမြေဒီလန်ဟာကုသပြုရလန်ဖျားဖူးရလန်ဒေတာကန်တွေရဲ့စီးပွားရေးလန်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ဒီလန်ပေါ်မှာစစ်ပွဲရဲ့အရေးတွေလွှမ်းလာခဲ့ပါပြီ။2025ခုနှစ်ဇန်နဝါရီလလောက်ကစပြီးဒီစကိုင်းမင်းကွန်လမ်းပိုင်းမှာ PDF တွေစတင်လှုပ်ရှားလာခဲ့ပါတယ်။ဒေတာကန်တွေအတွက်သွားရေးလာရေးကအရန်ကိုခက်ခဲလာပါတယ်။တော်သူတောင်းသားတွေပဲနဲ့နှမ်းတွေဆိုင်ရင်အေးချမ်းစွာနေကြရတဲ့သူတွေဟာတိုက်ပွဲဖြစ်မှာဆိုရင်လို့သူတို့ရဲ့ရွာကိုစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စစ်ဘေးရှောင်တူရဲ့စကားကိုနားထောင်ကြည့်တော့သူတို့ပြောတာကရှင်းနေစရာပါမလုံးချုံတော့ကိုရဲ့ရွာကိုစွန်ပြီးတော့တိန်းဆောင်ရတာပေါ့ကိုအိမ်ကိုရချစ်တာပေါ့ဒီလိုပဲရေကြီးအမျက်နှူရမှာအခက်ခဲမျိုးစုံနဲ့လမ်းနေနေရတာပေါ့ပြတ်အေးချင်ရင်ကိုရဲ့ဌာနကိုပဲပြန်မှာပါလို့ဆိုခဲ့ပါတယ် PDF တွေရဲ့အတိတ်ကမျောလင်းချက်ကတော့မင်းကွန်းကိုရချင်တာပါမင်းကွန်းကိုရပြီဆိုရင်မန်လေးကိုပါချင်းချောက်လို့ရမယ်လို့သူတို့ယူဆထားကြပါတယ် ကြပေမဲ့မင်းကိုကိုတိုက်ခိုက်လို့မရတဲ့အခါဒီစကိုင်းမင်းကိုလန်ကိုပဲအတိတ်ကပြတ်မှတ်ထားပြီးထိန်းချုပ်ဖို့အတွက်စူးစမ်းခဲ့ကြပါတယ် PDF တွေပါရီလောက်ခဲ့လဲဆိုရင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက်ရှိခါနဲ့ခရရန်တွေမရအောင်ဖြတ်တောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။လမ်းမှာခြုံကိုတိုက်ခိုက်တယ်လို့ခရီးသွားပြည်သူတွေကိုလည်းရှောင်းတခင်စစ်ဆေးရာတွေလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒေသခံတွေရဲ့သွာလာရေးလုံခြုံမှုမရှိတော့အောင်နဲ့စက်ကြီးတပ်ဖွဲ့ကာယူရာတွေလှုပ်ဆောင်ပြီးပြည်သူတွေကိုပါချလန့်ခဲ့ပါတယ်။ဒီအကြောင်းကိုဒေသခံတို့ကပြောတာကသွာလာတာအဆင်မပြေတော့ဘူး။ မလုံးချုံပေါ့လမ်းမှာသူတို့နဲ့တွေ့မှလဲကြောက်တယ်တပုံနေဆိုတော့အနေပြုမှလဲကြောက်နေကြရတာလူရှင်ဖွင့်လာပါတယ်ဒီလိုခြေနေတွေကပြည်သူတွေရဲ့စားဝတ်နေရေးကိုပါထိခိုက်စေခဲ့ပါတယ်လမ်းပိတ်လိုက်တော့ကွန်ပျူတာတွေပို့ပို့ခတ်ခဲ့တယ်လို့ကုန်စင်းတော့မတက်ရုံနဲ့မကပါဘူးရောင်းစရာကုန်ကူတောင်ပို့လို့များတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်လမ်းပိတ်ဆုံးမှုကြောင့်သာသနာဝန်ထမ်းရဟန်းတော်တွေပါမလွတ်ခဲ့ပါဘူးဘုံကြီးကျောင်းတွေမှာတက်စီဒီဇယ်စီတွေအခက်ခဲဖြစ်တယ်လို့ရှိပါပြတ်တော့တဲ့အခြေအနေတွေကိုတော့မှအကျုံးခဲ့ရတယ်လို့ရဟန်းတော်တပါးကမိန့်ကြားခဲ့ဘူးပါတယ် အဲ့လိုလမ်းပိတ်ပြီးတော့ဒုက္ခရောက်နေတော့မှပဲနောက်ထပ်ဒုက္ခတစ်ခုကထပ်ရောက်လာပြန်ပါတယ်။အဲ့ဒါကတော့မန်လေးငလျင်ကြီးပါ။စကိုင်းနဲ့မင်းကဟာငလျင်တန်အတူတူခံခဲ့ရပေမဲ့စကိုင်းကလမ်းပတ်ဆက်သွေးကောင်းတော့အကူအညီတွေချက်ချင်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မင်းကကြတော့လမ်းကပိတ်ညာကြငလျင်အပိကနဲ့ဥကာလာလေးပဲအကူအညီတွေပေးနိုင်ခဲ့ပြီးနောက်ပိုင်းမှာ PDF တွေလမ်းပြပေးတော့အကူအညီပေးရလုံမြန်တွေအကုန်ရပ်တန့်သွားခဲ့ရပါတယ်။ဒါရီမကပါဘူး PDF တွေကငငင်းလောက်တဲ့အခြေအနေကိုတော့မှအခွင့်အောင်ယူပြီးတိုက်ပွဲဖော်ဖို့ကြိုးစားခဲ့ကြပါဗျ။ ငလင်တန်ခံရတဲ့ပထိုးတော်ကြီးတွေနဲ့စေရီတွေကိုပြုတ်ပြမှုအချိန်ယူရမယ့်အစားလမ်းပိတ်ဆို့ခံရတာကြောင့်ပြန်လည်ထူထောင်ရေးတွေဟာအခုချိန်ထိရပ်ဆိုင်းနေတော့မယ်လို့ထေသခံတွေကပြောဆိုပါတယ်တမရစစ်ကြောင်းတွေရဲ့နေမြရှင်လမှုတွေကြောင့်အော်တိုဘားလ3ရက်နေ့မှာတော့ဒီလမ်းပိုင်းဟာပြန်ပွဲစားပြုတ်ခဲ့ပြီလို့ဆိုနိုင်ပါတယ်။လမ်းကတော့လွတ်သားပါပြီ။ဒါပေမဲ့စစ်ကြောင်းထိခိုက်ခဲ့တဲ့လမ်းတွေရဲ့ထုံးစံအတိုင်းပဲလမ်းဘေးဝယ်ရာတွေမှာခြုံနယ်ပိတ်ပေါင်းတွေကအရင်ထူပိနေရလို့သိရပါတယ်။ဒီအခြေအနေကသွာလာသူတွေအတွက်စိတ်မလုံခြုံမှုကိုပေးနေတော့မှာပဲ။ ဘာလို့လဲဆိုတော့လမ်းရဲ့အနေထားမှာခြုံရများတယ်လူတထိုင်ဆိုဘာမှမမြင်ရဘူးခြုံကိုတိုက်ခိုက်မယ်ဆိုရင်ကြိုက်တဲ့နေရာတိုက်ခိုက်လို့ရတဲ့အခြေအနေတော့ရှိနေသေးတယ်လမ်းပြတော်ရီအုပ်နေတာကိုလို့လမ်းပွင့်ပြီးတဲ့နောက်သွာလာသူတဦးကမှတ်ချက်ပေးထားပါတယ်ဒါကြောင့်စကိုင်းမေကွန်လန်ဟာလွတ်တက်လွတ်ပါပြီတပိမဲ့အခြေအနေကိုစောင့်ကြည့်ရအောင်ပါပါပါပဲဖြစ်ဖြစ်ဒီလမ်းလေးပြန်ပွင့်သွားတာဟာဒေတာကန်ဒီအတွက်တော့အသက်ရှူချောင်းသွားတာနဲ့အတူတူပါပဲ ာသနာတော်ကိုချစ်မြတ်နိုးတဲ့ပြည်သူတွေနေတဲ့ဒီဒေတာဟာဆဲလေတန်ကျေးစီတန်နဲ့တာရုခဏန်တွေနဲ့တာလိုက်ဖက်တယ်ဆိုတာကိုဒေတာကန်တွေဟာသူတို့ဘဝနဲ့ရှင်ပြီးတိထားကြပြီပဲမဟုတ်လားရှင်။ကျမတို့အားလုံးဒီသာသနာမြေပြောင်းလဲအေဂျင်မီဖျားဖူးခီးစင်တွေအရင်လိုပဲအနည်းငယ်ကင်းစွာသွားလာနိုင်မှုအတွက်မျှော်လင့်ကြရအောင်ပါ။ စကိုင်းမင်းကလန်ဟာလွတ်ပြီလို့ပြောလို့ရပေမဲ့လုံခြုံမှုတရားရဂိုင်းတော့ရှိပြီလားဆိုတာကတော့လမ်းဘေးကဂျုံရီမရှင်မချင်းလမ်းပိတ်ပြီးပြန်ဝင်မဲ့အန်နီရီမရှိမချင်းဒေတာကန်တွေရဲ့ရှင်ထဲမှာစိုးရင်စိတ်ကရှိနေအောင်ပါပဲလို့တုံ့တက်မိပါတယ်မြမတမိုင်းမာရောပုဒ္ဒဘာသာတမိုင်းမာရောအင်မတန်အရေးပါတဲ့ဒီလမ်းမိုင်းလေးဟာအချိန်နဲ့နေမည်အနေထားပေါ်မှာပဲအနာဂတ်ကိုစောင့်ဖြတ်နေရပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့ဒေသခံပြည်သူတွေပဲမဟုတ်ပါလား။ သဒနာချစ်မြတ်နိုးရဲ့ပြည်သူတွေနေထိုင်ရာဒီနေဟာဆဲလဲတန်နဲ့တာရုခတ်တန်မျိုးနဲ့သာလိုက်ဖက်တယ်ဆိုတာကိုသူတို့ဘဝနေရှင်ပြီးသိနေကြပါပြီဒီလမ်းမကြီးအမြဲဆုံးအေဂျင်ပြီးဖျားဘူးအေဒယ်ရီစိတ်ချလက်ချသွားလာနိုင်ပါစေလို့ဆုတောင်းရင်ဒီကနေ့တင်ဆက်မှုလေးကိုအဆုံးသတ်ပါစေဒီလိုမျိုးတမိုင်းဝင်နေမြေတွေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုစိတ်ဝင်စားရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ပြီးဒီဗီဒီယိုကို like ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်နောက်တင်ပြချက်တွေမှာဘလို့စေးရေးအခြေအနေတွေအကြောင်းကိုနားဆင်လို့တလဲ ဘာအကြောင်းရရဆက်ပေးရမလဲဆိုတာကိုလည်း comment မှာရေးပြသွားကြပါဦးနော်အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတဆင်းညဝေပေးခဲ့ပါဦးနော်အခုလို့စိတ်ဝင်စားကြကောင်းပြီကပ္ပရေမြမရေတရင်များစွာကိုကြည့်လို့ဒီနေ့ခေတ် channel ကို like and subscribe လေးလုပ်ပြီးပေးနာ notification bell လေးကိုလည်းနှိပ်ထားဖို့တမမီပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကြင်ရှင်ကြပါစေရှင်